ားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီကနေ့မနေ့ချက်စီသတင်းတွေကိုကြည့်တဲ့အချိန်မှာကျွန်တော်စိုးရိမ်နဲ့အချက်လေးတွေနဲ့သက်ဆိုင်တဲ့သတင်းလေးတွေတက်လာတာတွေ့ရတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအများအားစောင့်မြုပ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေဆိုရင်မှတ်မိမလားမသိဘူးဗျာနည်းနည်းတော့ကြာပါပြီတလားကျော်လောက်တော့ကြာပြီတလားကျော်နှစ်လားနီးပါးလောက်တော့ကြာပြီကျွန်တော်ဗီဒီယိုတစ်ခုမှပြောခဲ့ဘူးလေချက်စီနဲ့ပတ်သက်ပြီးကျွန်တော်စိတ်ထဲမှာထင့်နေတဲ့အရာတစ်ခုရှိတယ်အထူးသဖြင့်တော့ဒီ transformer driver ဖြစ်တာဝန်ယူထားကြတဲ့ နော်ပေါ်ဝက်စတန်လေးတို့ပုံကိုရီလော်ရန့်စတီဝတ်တို့လို့ပုံကိုရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာအဲနည်းနည်းလေးတန်တရားဖြစ်စရာအနေထားလေးရှိရဆိုရင်ကျွန်တော်တင်ပြခဲ့ဘူးတယ်ဆိုတော့အခုဒီကနေ့မနေ့တက်တဲ့သတင်းကဒါဆက်ဆက်ကြည့်ရမှာပေါ့နော်သတင်းက source နှစ်ခုက မတူဘူးဒါပေမဲ့ကျွန်တော်အရင်နေ့ကတွေးထားမိတဲ့အပိုင်းရဲ့ဒီသတင်းနှစ်ပုတ်ရဲ့ဖော်ပြချက်ရဲ့အရာတော့တော်တော်လေးတော့ကျွန်တော်စိုးရိမ်တာနဲ့တော့သွားတူနေတယ်ပထမသတင်းကဘာလဲဆိုတော့ Chelsea သင်းဟာပြီးခဲ့တဲ့ transfer window တွေရော ဒီဒီနှစ်ပေါ့နော်ဒီ season transfer window တွေမှာ Chelsea သင်းရဲ့ agent ကအသုံးပြုမှုကအများဆုံးမှတ်တမ်းဝင်သွားတယ်။ဆိုအများဆုံးဆိုတဲ့အနေထားမှာဘလောက်လောက်လဲဆိုတာကိုကိန်းကဏ္ဍကြည့်လိုက်တဲ့အချိန်မှာတန်း60ဗျ။တန်း60ဆိုတာတကယ်တကယ်တမ်းอืม quality player 2ယောက်လောက်ကိုเนเน่လောက်ထပ်ဆိုက်ပြီးတော့ခေါ်လို့ရတယ်။တန်း80လောက်ဆို quality player 2ယောက်လောက်ကို နည်းနည်းတော့ဟိုကိုဘက်ကတော့ပညာပြည့်ဝမှလုံမှာပေါ့နော်မဟုတ်ရင်တော့ပတ်စံတွေအများကြီးပေးပြီးရှောက်ခေါ်နေတော့လည်းမရဘူးပေါ့ဗျာတယောက်လောက်ပဲရမှာပေါ့ဒါမဲ့ကျွန်တော်ပြောပြတာအဲ့လောက်ပမာဏကြီးကိုအေဂျင့်ကပေးထားတယ်โอเคနော်အဲ့ဒါသတင်းတစ်ပုဒ်နောက်သတင်းပုဒ်ကပါလဲဆိုတော့လက်ရှိမှာဒီအတ်ပါလီနဲ့ပတ်သက်လို့ရှိရင်လော်ရန့်စတီဝတ်နဲ့ပေါ်ဝစ်စတန်လေးတို့နှစ်ယောက်ဟာတော်တော်လေးနီးကပ်တဲ့ဆက်ဆံရေးမှာရှိသလို့ တို့အကြံပေးတဲ့အတိုင်းဖြစ်ခဲ့တာတွေများတယ်ပေါ့ဗျာပြောရရင်တို့တထေးကိုချုပ်ထားနိုင်တယ်ဆိုတော့အနေထားမျိုးတည်င်းကရေးသားထားတယ်ဆိုကျွန်တော်စိုးရင်နေရလဲအဲ့ဒါပဲချက်စီကနောက်ပိုင်းမှာလူငယ်ကစားသမားတွေကိုအနာဂတ်အတွက်ရည်ရွယ်ပြီးတော့ခေါ်တယ်ခေါ်တယ်ဆိုပေမဲ့ပြုစုပြောထောင်မှုအပိုင်းကနည်းနည်းနဲ့ခေါ်တယ်အေဂျင့်ကပေးရတယ်ပြန်ရောင်းတယ် transfer fee ပြန်ဘာညာ bonus ဘာညာနဲ့ ဆိုတော့ဒါတွေကနောက်ကွယ်မှာလမ်းမဲကြီးတွေမရှိနိုင်ဘူးလားဒါတွေကဘောလုံးလောကမှာဖြစ်လေဖြစ်ထနဲတယ်ဆိုပေမဲ့ကျွန်တော်ကတော့မသိငါဘူးအေဂျင့်ကတယောက်ကြီးပေးထားရတာဘာကြောင့်လဲကျွန်တော်ကြည့်တာဗျာအများဆုံးမှသူများတွေဆို18တန်းတန်း20ကျွန်တော်တန်း30လောက်ထိအောင်လက်ခံတယ်နော်ဒါပေမဲ့အခုက20လောက်ကြီးဖြစ်နေတန်း60လောက်ကြီးကိုချက်စီအသင်းကအေဂျင့် fee အေဂျင့်ကိုပေးရတဲ့အခကုန်ကြထားတယ်လို့သိရတယ်ဗောနော် ဆိုအဲ့ဒီမှာဘယ်လောက်ထိအကျိုးပြန်ဖြစ်ထွန်းလဲဆိုတော့ကို proportional လုပ်မယ်ဆိုရင်လေကျွန်တော်တော်တော်လေးကွာဝေးနေသေးတယ်လက်ရှိမှာ Astavan William Andre Santos တို့ဘာလို့ခေါ်ထားရဆိုပေမဲ့ Andre Pace တို့ခေါ်ထားရဆိုပေမဲ့မရရဘူးဗျကာစားဒီတို့ဘာတော့မှဘာညာပြောပြီးတော့လက်တာပဲဆိုအဲ့လိုအနေထားမျိုးတရင်တစ်ပုတ်တတ်ပါတယ်ဆိုတော့ဒါဟာကျွန်တော်တစ်ချိန်ကစိုးရင်လည်းဆိုရလဲအဲ့ဒီအချက်ပါပဲ transfer များများလုပ်ရင်ဂျာတဲ့မှာ ပွဲစားကများများရတယ်ဗျာအလွယ်ပြောရမယ်ဆိုလို့ရှိရင်ဒါတွေနှစ်မြန်လှူစားနေလာရောမင်းကပွဲစားကဘယ်လောက်ပေးမယ်ငါ့ကိုဘယ်လောက်ပြန်ပေးဒါမျိုးတွေရောမရှိနိုင်ဘူးလားပြီးတော့တို့လုံးနေစတာလင်ပေါင်နော်ယူရိုပဲဖြစ်ပေါင်ပဲဖြစ်ပေါ့ဗျာပေါင်ရပိုစေးကြီးတယ်ဒါပေမဲ့ပြောမရဘူးပေါ့သဘောပေါက်လို့ဆိုအဲ့လိုအနေထားမျိုးလို့ကျွန်တော်ကတော့စိုးရင်တဲ့အတိုင်းတော့အခုတည်င်းလေးတွေကထွက်လာပြီမဟုတ်ပါစေနဲ့လို့ပဲတောင်းဆုပြုပါတယ်โอเคဆိုတော့တည်င်းတပုတ်ထပ်ဆက်ခြင်းပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ကစားသမားဖြစ်သူ Carnation Maker ပါ ခနီရှူမီကာနဲ့ပတ်သက်ပြီးတော့ဘရစ်စ်ဒေါ်မွန်အသင်းအနေနဲ့နောက်ထပ်အငှားထပ်ခေါ်ဖို့စာချုပ်ထပ်ချုပ်ဖို့အတွက်ပြင်ဆင်နေတယ်။အဲ့လိုမှမဟုတ်ရင်လည်း Chelsea အသင်းထံကိုသူတို့က lower price ကျန်တဲ့အသင်းတွေအရန်လဲတယ်နော်။လုံးဝအနည်းနိုင်သမျှအနည်းဆုံးကြီးနေပဲ Chelsea အသင်းစီကနေနှိုက်သွားတာများတယ်။ဆိုတော့အခုလက်ရှိမှာလည်းခနီရှူမီကာနဲ့ပတ်သက်ပြီးဒေါ်မွန်ဘက်ကအဲ့လိုနှစ်ချက်စဉ်းစားထားတယ်။ထပ်ပြီးတော့အငှားစာချုပ်ချုပ်ရင်ချုပ်မယ်ဒါမှမဟုတ် ဈေးနှုန်းအနည်းငယ်နဲ့ခေါ်ဖို့အတွက်ပြင်ဆင်နေလို့သိရတယ်။နောက်ပြီးတော့ဒီ Ipswich Town နဲ့ Razak ကို Marska အနေနဲ့တော်တော်လေးစိတ်ရှုပ်ထွေးနေတယ်။အဲချန်ပီယံလိဝင်ခွင့်အတွက်တော်သူဒီယုံကြည်ချက်အာမခံချက်ရှိနေစေဆိုပေမဲ့အဲဒီရက်ဆပ်အပေါ်မှာတော့မာစကာတုံ့လှုပ်နေရလို့ကျွန်တော်တို့ကြားသိရပါတယ်ခင်ဗျာဆိုတော့ဒါရီကတော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြချင်တဲ့ချက်စီသတင်းအတိုလေးတွေဖြစ်ပါတယ်ညီကိုရဲ့အမြင်လေးတွေကိုလည်းအောက်က comment box ထဲမှာဝင်အောင်မှတ်ချက်ပေးရေးသားသွားနိုင်ပါတယ်အားလုံးပဲ see you next video ပါနော်